ရတဲ့ပတ်စံနဲ့တန်အောင် လုပ်ငန်းရှင်တွေအလို့ကြောင့်အသားယူခံနေရတဲ့ဖြစ်ပျက်ထွေးပြည်သူများလုံးမင်္ဂလာပါရှင်ရောက်ွက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ် မင်းသမီးကြောင့်ဖြစ်ဖြစ်တွေကတော့လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေမရက်ရတော့ဘဲနဲ့ကြုံရကြပန်းအလုပ်တွေကိုလုပ်ကင်နေကြရပါတယ်။အရင်ကတည်းကအခုလိုမျိုးပဲတချင်းတီဆိုဖြောပြင်းရင်းနဲ့နေတကာလှည့်နေရဘဝကနေရိုးသားကြိုးစားတာကြောင့်အနုပညာအလုပ်တွေကိုလုပ်ရပြီးတော့အောင်မြင်လာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့အင်မတန်ကိုပွင့်လင်းပြီးတော့အမြင်မသိတော်စွာနေထိုင်တဲ့ပုံစံတွေကြောင့်ဘယ်သူကမှရုပ်ရှင်ခေါ်မရခြင်းကြတော့ပါဘူး။ဒါကြောင့်နေပွဲတွေမှာတညောက်ကိုသိန်း90လောက်နဲ့လိုက်လံဖြောပြင်းနေကြရဖြစ်ပါတယ်။ဒီလိုမျိုးအနုပညာကြီးသိန်း90ယူပြီးတော့ ိုက်လံဖျော်ဖြေရင်းကနေဒီမရတဲ့ပတ်စံနဲ့တန်အောင်လုပ်ငန်းရှင်တွေရဲ့အလို့ကြောင့်နေထိုင်ပေးနေရပြီးတော့အသားယူတာတွေကိုလည်းခံနေခဲ့ရပါတယ်။အထူးသဖြင့်ပြေခဲ့တဲ့ရက်ပိုင်းကဒီမသွားရောက်ဖျော်ဖြေခဲ့တဲ့အလို့ပွဲကြီးမှာဆိုရင်အလို့ဒါရိုက်တာကြီးရဲ့အသားယူခြင်းကိုခံရပြီးတော့ပေးတဲ့ပတ်စံနဲ့တန်အောင်အခန်းခံခဲ့ရတာဖြစ်ပါတယ်။ ဆယ်လီဖီဖီတွေကတော့အမှုပညာလုပ်ငန်းတွေကိုစူးစမ်းလောက်ကန်နေခဲ့ပြီးမိသားစုကိုချမ်းသာစွာထားနိုင်ဖို့အတွက်လှုံ့ဆော်နေရဖြစ်ပါတယ်။အလိုတန်းတွေကိုလည်းအများကြီးလုံနေရကြောင်းသဘောကျတဲ့ပရိသတ်တွေကတော့အများပြားပါ။ဒါပေမဲ့တချို့ကတော့ဒီမကအပေါ်ရန်ဟန်ဆောင်ပြီးတော့လုံနေရလို့ဝေဖန်နေကြတာတွေလည်းရှိပါတယ်။ဘလိုပဲဖြစ်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 တွေကတော့ပတ်စံတွေကိုတိုးပွားအောင်ပုံမရှာဖွေမယ်ဆိုပြီးတော့ရှင်းသမျှအလုပ်တွေအကုန်လုံးကိုတင်ကြုံလုပ်နေခဲ့ပါတယ်။ ဘယ်ပွဲမှာပဲငါငါသွားရောက်ဖြောဖြေတတ်ပြီးတခါတလေမှဆိုရင်ဘီယာဆိုင်တွေမှာပါသွားရောက်ပြီးတော့ဖြောဖြေပေးနေတတ်ပါသေးရဲ့အဲ့ဒီခါတုန်းကလည်းဘီယာဆိုင်ပိုင်ရှင်နဲ့ပြဿနာတွေတက်ခဲ့ရပြီးတော့လူပြောများနေခဲ့ရပါကြော်ညာတွေလည်းရိုက်ကူးခဲ့ပေမဲ့မသိန့်တော်စွာရိုက်ကူးခဲ့တဲ့အတွက်ဝေဖန်မှုတွေရရှိခဲ့ပြီးရဲ့နောက်ပိုင်းမှာတော့အလူပွဲတွေကပဲလိုက်လံဖြောဖြေနေရပါတယ်အခုလေအလူပွဲတခုမှာငါရန်ထားတဲ့အလူတရရကကြီးရဲ့အကိုဖြစ်သူကသူမကိုလက်တွေအတင်းကန်ခိုင်းနေပြီးတော့ပေးတဲ့ပတ်စံတဲ့တန်အောင်အသားယူနေခဲ့ရကိုတွေ့ရပါတယ် သူတို့တွေကအလူပွဲမလဲခင်မှာဖြူဖြူထွေးကပြင်ဆင်ပြီးသွားတဲ့အချိန်အလူဒါရကရဲ့အကိုဖြစ်သူရောက်လာပြီးတော့ဖြူဖြူထွေးကိုအတင်းလာခေါ်ခဲ့ရဖြစ်ပါတယ်။နောက်ပြီးတော့ရွာတကာလှည့်ပြီးတော့အလူပွဲကြီးစတင်တော့မှဖြစ်တဲ့အတွက်သူရဲ့လက်ကိုတေးသေးစကြာကင်ထားဖို့အတွက်အတင်းပြောနေခဲ့ရပါ။အိမ်နေကတော့မထွက်ရသေးခင်အချိန်မှာအခုလိုမျိုးလက်ကိုအတင်းတွဲခိုင်ခိုင်းနေတဲ့အတွက်ဖြူဖြူထွေးကလည်းပေးတဲ့ပတ်စံနဲ့တန်အောင်ခိုင်းရသလားဆိုပြီးပြန်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ပေးတဲ့ပတ်စံကိုယူထားပြီးသားဖြစ်တာကြောင့်သူတို့ရဲ့အလိုကြနေထိုင်ပေးနေရပြီးတော့လက်ကိုလည်းကင်ပေးခဲ့ရတာဖြစ်ပါ ါတယ်။နောက်ဆုံးမှာတော့အလူပွဲကြီးကပျော်ရွှင်စွာနဲ့လဲလဲခဲ့ပေမဲ့ပြပြထွေးကတော့အလူတရရဲ့ကကြီးရဲ့အကိုဖြစ်သူလက်ကိုပဲဆွဲကင်ခဲ့ရပြီးရွာစဉ်လှည့်လည်ခဲ့ရတာဖြစ်ပါတယ်။ပြပြထွေးနေတဲ့ဒီလိုချိန်မှာအတော်လေးကိုဆင်းညစ်နေခဲ့ရပြီးဘလူပဲဖြစ်ဖြစ်သူတို့ရဲ့ပတ်စံကိုယူပြီးသားဖြစ်တာကြောင့်ခိုင်းနာကိုပဲလုပ်နေခဲ့ရပါတယ်။သူမဘာသာအေးအေးဆေးဆေးကြောညာတွေရုပ်ရှင်ကားတွေရိုက်လို့ရှိရင်အခုလိုမျိုးအဖြစ်နဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့အရင်လိုကြောညာမရရတော့တဲ့အတွက်ငားရဲနဲ့ပွဲတွေကိုလိုက်လံဖျော်ဖြေပေးနေရပြီးအခုလည်းအလူပွဲတစ်ခုမှာ ဖြောပြင်းနဲ့အသားယူခံနေရပါတယ်။ဘီယာဆိုင်ပြဿနာတုန်းကလည်းအတော်လေးကိုကြရထသွားခဲ့ပြီးအခုချိန်မှလည်းထပ်မံပြီးတော့ပြဿနာကြုံတွေ့ခဲ့ရပါတယ်။နေရာမရွေးလိုင်းလံဖြောပြပေးနေပြီးတော့ရရင်ပတ်စံတဲ့တန်အောင်လုပ်ငန်းရှင်တွေရဲ့အလို့ကြောင့်အခိုင်းအခံဖြစ်နေရတယ်။ဖြစ်ပွားရေးအဖြစ်ပေါ်မှာပြည်သက်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။